ားလုံးပဲမင်္ဂလာပါရှင်။နိုင်မီလီယာ channel ကနေကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့စာရေးသူအက္ကစောရေးသားထားတဲ့အဝိဇ္ဇာတော်တောင်ဇလန်လီရဲ့အခန်းစာဖြစ်တဲ့အဝိဇ္ဇာတော်တောင်နဲ့တမန်တော်ဆိုတဲ့ဇလန်လီကိုတင်ဆက်ပေးတော့မှာဖြစ်တာမို့ဇလန်လီမစားတင်ပြီးကျမတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်ပေးသွားဖို့နဲ့ဇလန်သစ်များစွာကိုမလွတ်တမ်းနားဆင်နိုင်ဖို့အတွက်ဘေးနားကအချက်ပေးခေါင်းလုံးလေးကိုလည်းနှိပ်ပေးသွားဖို့မမေ့ပါနဲ့နော်။ ဟုတ်ကဲ့ပါဒါဆိုရင်ဇလန်လေးကိုစတင်လိုက်ရအောင်ရှင်ဟင်းသာကုန်းကိုတိုက်ခိုက်သိမ်းပိုက်ပြီးရဲ့နောက်မှာတော့ရွှေဟင်းသာခိုင်းသားတွေကစုဝေးမိကြပါတယ်ရှမ်းကိုင်းမှာရွှေဟင်းသာခိုင်းတွေကိုပြန်လည်တိုက်ခိုက်ဖို့အတွက်ကြိုးစားပေမဲ့လည်းပြိုင်ဘက်ကင်းတဲ့မောင်ဆိုင်ရှိနေရကြောင့်မလို့ရှမ်းကိုင်းအတွင်းဇောဘွားအပြောင်းလဲနဲ့အာနာလူယူမှုတွေဖြစ်ပေါ်နေတဲ့အတွက်ကြောင့်လည်းကောင်းရွှေဟင်းသာခိုင်းကိုတိုက်ခိုက်ဖို့အတွက်ကလည်းမရွယ်တော့ဘဲနဲ့ခိုင်းတွေအားပြိုင်မှုတွေသာဖြစ်ပေါ်နေပါတယ်မမကြီးကလည်းဂျီအိုဂျီတလုံးကိုယူဆောင်လာပါတယ်ကဲ ငါတို့နယ်မြေပြန်ရပြီဆိုတော့ဂျေဟူကြီးကိုပြန်အထိုင်ချလို့ရပြီမမကြီးကလည်းတန်ကြိတ်ောက်တွေကိုထည့်ထားတဲ့တေးတောင်းနှလုံးကိုလက်ညှိုးညွန်ပြလိုက်ပြီးစိတ်တလုံးကဟင်းတာကုန်းရဲ့မြောက်ဘက်အချမ်းကိုတန်ကြိတ်ောက်တွေတွားမြှောက်ရမယ်မောင်ဆိုင်ကတော့ဟင်းတာကုန်းရဲ့တောင်ဘက်အချမ်းကိုတန်ကြိတ်ောက်တွေတွားမြှောက်ရလိမ့်မယ်မောင်ဆိုင်နဲ့စိတ်တလုံးတို့ကလည်းတန်ကြိတ်ောက်တွေထည့်ထားတဲ့တောင်းကြီးတွေကိုကောက်ထမ်းလိုက်ပြီးအစာအုပ်တွေကနေထွက်လာခဲ့ပါတယ်အဲ့ဒီတော့မှအလုံးစုဝေးလိုက်ရင်နဲ့ဆရာနောင်ဟိုနှစ်ယောက်တော့ထွက်သွားပါပြီ။ ။ဆရာနောင်ကလည်းမိခါကိုကြည့်လိုက်ကမိခါသကဝဲရဲ့တော့ကိုထုတ်လိုက်ပြီးတော့မိခါကလည်းဆက်ကလေးတစ်ခုကိုထုတ်လိုက်ပါတယ်။ဆက်ကလေးကတော့တန်ဖြူနဲ့ပြုတ်လုထားတာကိုတွေ့ရပါတယ်။အဲ့ဒါကဘာလဲမိခါ။ရွှေပေလွာလေးကလှုပ်ဝက်စာတွေကိုဖော်ထုတ်မဲ့တော့ပဲလေ။မင်းကိုဆရာချဲကလှည့်စားလိုက်ပြီနဲ့တူတယ်။တော့ဆိုတာကဒီလိုပုံစံမျိုးမှမဟုတ်တာ။ဆရာနောင်ကလည်းပေးစာတရက်ကိုကောက်ယူလိုက်ပြီးတော့စက်ကလေးနဲ့တိုးထီကြည့်ပါတယ်။အဲ့လိုလုပ်ရတာမဟုတ်ဘူးဆရာနောင်ရဲ့။ဒီစကဝက်ရဲ့တော့ချက်က ဆက်လက်ပတ်ခြင်းဆိုတဲ့တော့ချက်ပဲမိခလည်းပြပြစူစူနဲ့ပေစာတို့ကိုဖွင့်လိုက်ပြီးတော့ရွှေပေလွာချက်တွေကိုစပွဲပေါ်ကိုဖြန့်ခေးလိုက်ပါတယ်ဒီစကဝတ်ကတခြားစကဝတ်တွေလိုမျိုးတလုံးချင်းအရှိန်အောင်ဖက်ရတဲ့စကဝတ်မျိုးမဟုတ်ဘူးပေစာတွေကိုအခုလိုဖြန့်ခေးနိုင်ပြီးတော့မှဟော်ရီဆက်ကလေးနဲ့ထိတ်ဆုံးစလုံးကနေစတင်ပြီးတော့ဖက်ရမှာလေမိခလည်းပေစာထိတ်ဆုံးရှိရနေရမှာဆက်ကလေးကိုချလိုက်ပါတယ်ဆက်ကလေးရဲ့ထိတ်ဘက်လေးလောက်မှရှိနေတဲ့စလုံးတွေကိုမိခကလည်းလက်ညှိုးထိုးပြရင်းနဲ့ ဟော်ရီဆက်ရဲ့ထိပ်ဘက်လေးတောင်ကစက်လုံးတွေကိုပေါင်းပြီးတော့အထိပ်ဘက်ဖွေးဆိုရမှာဖြစ်တယ်ဆရာနော်။အော်ငါသဘောပေါက်ပြီ။ဆက်လက်ပက်ကြီးဆိုတော့ဒုတိယစက်လုံးကိုရှာတဲ့အခါမှာဟော်ရီဆက်ကလေးကိုလှည့်ပတ်ပြီးတော့ဆက်ထိတ်ကညှို့ပြတဲ့စက်လုံးတွေကိုအထိပ်ဘက်ကောက်ကြည့်ရမယ်မဟုတ်လား။မမကြီးကလည်းကဲဒါဆိုလည်းမြင်မြန်အထိပ်ဘက်ဖော်ပါတော့ဆရာနော်ရဲ့။အထိပ်ဘက်ဖော်ဖို့ကအချိန်နည်းနေတော့ယူရလိမ့်မယ်မမကြီး။ဒါပေမဲ့အခုလောလောဆယ်မှာတော့အဲ့ဒီအဓိပ္ပာယ်ပေါ်တာတက်ပို့ပြီးတော့အရေးကြီးတဲ့ကိစ္စတခုရှိရယ်။ဘာကိစ္စများလဲဆရာနော်။ မမကြီးတည်ရဲ့အတိုင်းပဲကျုပ်တို့တွေကအခုဟင်းသာကုန်းကိုတိတ်ပိုက်နိုင်ခဲ့တာတော့မှန်ပါတယ်ဒါပေမဲ့ဒီနေမျိုးတွေကိုထိချုပ်ဖို့အတွက်ကလည်းလူအင်အားလိုအပ်တယ်လေအခုရှိနေတဲ့လူအင်အားတွေကမရဘူးလားဆရာတော်ရဲ့အခုရှိရတဲ့လူတွေကတယောက်ချင်းစီအစွမ်းထက်တယ်ဆိုပေမဲ့ဒီနေရာတွေအကုန်လုံးကိုဖျက်ချက်အုပ်ဆိုးရမယ်ဆိုရင်လေဟင်းမှုတွေရှိလာနိုင်တယ်မမကြီးပြီးတော့ဟင်းသာကုန်းကိုရှမ်းကိုင်းကလာမတိုက်ရသေးဘူးဆိုတာသူတို့တိတ်ကြွားရတဲ့မောင်ဆိုင်ရှိနေရာတစ်ခုကြောင့်လည်းပါတယ် ောင်ဆိုင်သာဒီနေရာမှာမရှိတော့ဘူးဆိုရင်သူတို့ကဒီကိုပြန်လာပြီးတော့တိုက်ခိုက်ကြမှာပဲမမကြီးကလည်းတချက်မဲလိုက်ကငါမရှိတော့ဂိုင်းကျုပ်အဆောက်အဦကိုမိရှုခံလိုက်ရသလိုပေါ့ဟုတ်ပါတယ်မမကြီးပြီးတော့နောက်တစ်ချက် ကကျုပ်တို့အခုလိုရှမ်းကားရဲ့နယ်မြေကိုတိုက်ပိုက်လိုက်တာကတခြားဂိုင်းတွေသိသွားရင်ကျုပ်တို့ကိုရန်လာချနိုင်ပါတယ်ဒီအတွက်ကျုပ်တို့မှအင်အားတွေလိုအပ်ပါတယ်မမကြီးဆရာအောင်ပြောတာလည်းမှန်ပါတယ်ကျမတို့မနေ့ကကစပြီးတော့လူအင်အားစုရုံးဖို့စူးစမ်းကြတာပေါ့ဆရာအောင်ကလည်းခေါင်းခါလိုက်တာ အခုမှစူးစောင်းထားတဲ့လူသစ်တွေကိုအားကိုးလို့မရပါဘူးမမကြီးတခြားဂိုင်းတွေကပေါင်းစုပြီးတော့ရရှာလာခဲ့တယ်ဆိုရင်ဒီလူသစ်ကလေးတွေကတတ်တတ်မဲ့အသေးခံရတယ်လို့ဖြစ်နေပါလိမ့်မယ်ဒါဆိုရင်အရင်ရွှေဟေးတာဂိုင်းဝင်တွေကိုကျွန်မလိုက်ပြီးတော့စုယုံကြည့်မယ်ဆိုရင်ရောအခုရွှေဟေးတာဂိုင်းကိုပေါ်ပေါ်ထင်ထင်တီထောင်ပြီးတော့ဟေးတာကုန်းကိုပြန်လဲသိမ့်ပိုက်လိုက်တာတော့မှလူဟောင်းတွေတယောက်မှရောက်လာဖို့မထောက်ရင်တော့ဒီလူတွေကရွှေဟေးတာဂိုင်းပေါ်မှာမယုံကြည်ကြသေးတဲ့အခြေအနေပဲရှိပါသေးတယ်မမကြီးမမကြီးဒီလိုလူတွေကိုလိုက်လံစီယုံနေမယ်ဆိုရင်ခြေညောင်းပြီးလေးကုန်တာပဲအဖက်တင်ပါလိမ့်မယ် မမကြီးကလည်းခေါင်းကိုဖြင်းချင်းစွာငိတ်လိုက်ရင်နဲ့ဆရာနောက်စီမှာအကြံစီတစ်ခုခုများရှိလို့လားလူရင်အားကိုလည်းချက်ချင်းဖြည့်တေးရမယ်အသက်ရောက်လာတဲ့လူတွေကလည်းမှော်ပညာတွေအထိုက်လျောက်တက်ပြီးသားဖြည့်ရမယ်ဒီလိုလူတွေကိုတက်ချီရဲနဲ့ရဖို့ဆိုရင်တော့နီလန်တစ်ခုပဲရှိပါတယ်မမကြီးမမကြီးပါဝင်ခေါင်းဆောင်တွေကလည်းဆရာနောင်ကိုမျှော်လင့်တကြီးနဲ့ကြည့်နေလိုက်ပါတယ်ကျွန်တော်တို့ကခုလက်တွေတင်းကွဲတွေကိုလိုက်လံပြီးတော့စီယုံရပါမယ်မမကြီးမဖြစ်နိုင်တာပဲဆရာနောင်ခုလက်တွေတင်းကွဲတွေဆိုတာကပေါင်းတင်ရခက်ခဲပြီးတော့ ခေါင်းလိုမာကြတယ်လို့ကြားပူတယ်နော်သူတို့ကလွယ်လွယ်နဲ့ပူပေါင်းပါမလားအဲ့ဒီခါမှာတော့ဆရာကိုင်းကလည်းဟုတ်တယ်ဆရာနော် ခုလက်တွေကလူကစားတွေပဲဗျဒါကြောင့်ဘယ်ခိုင်းမှမသူတို့ကလူဝယ်ဆက်တာမဟုတ်ဘူးဘယ်ခိုင်းကမှလည်းခုလက်တွေတင်းကွဲတွေကိုခိုင်းနေမသွေးကျင်တာဘူးသူတို့ကိုဘယ်သူမှစိတ်ဝင်စားဘူးဆိုကြတဲ့ကကျုပ်တို့တွေအားသာချက်ပဲပေါ့ဆရာကိုင်းကအဲ့ဒီခါမှာမိခါကလည်းဆရာနောင်ကိုကြည့်လိုက်ရင်နဲ့အဲ့ဒီခုလက်တွေတင်းကွဲတွေဆိုတာကဘာကိုပြောတာလဲဟင်ဆရာနောင် ခုလက်ဆိုတာကပညာရက်တစ်ခုကိုလေးလာလိုက်စားရင်နဲ့ဆရာဖြစ်သူတည်သွားတာပဲဖြစ်ဖြစ်ပညာကျမ်းတွေပြက်ကွယ်သွားတာပဲဖြစ်ဖြစ်ဒီလိုဖြစ်ပြီးတော့ပညာအစဉ်ဆက်မတက်တော့တဲ့လူတွေကိုခုလက်တွေလို့ခေါ်ကြတာပဲဒါပေမဲ့လေခုလက်တွေကိုသွားအထင်သေးလို့တော့မရဘူးနော်ခုလက်တွေကသူတို့တတ်ထားရဲ့ပညာရဲ့အထက်မြင့်ပညာတွေကိုမတင်ကြရပေမဲ့သူတို့မှာဆက်ပြီးတော့လေးလာစရာမရှိတော့တဲ့အတွက်သာတပီးသားပညာတွေကိုပဲလေးကျင်ရင်နဲ့ပညာရဲ့တစ်ခုကိုတစ်ဖက်ကန်းကတက်မြုပ်ထားကြတဲ့လူတွေပဲသူတို့မာနကြီးရယ်ဆိုတာကလည်းသူတို့ကိုအစင်တက်ပေးဖို့ သူတို့လောက်တက်တဲ့ဆရာမရှိဘူးလို့လည်းယူဆထားကြလို့ပဲပြီးခါတကယ်လို့သာသူတို့ကိုအနိုင်ယူနိုင်တဲ့လူရှိရဲဆိုရင်သူတို့ကဆရာလိုတင်မြောက်ရမယ်ဥညွရမယ်လူရှိနေပြီဆိုရင်သူတို့ကိုစေယုံသိမ့်သွင်းနိုင်မှာပဲဒါဆိုရင်မမကြီးရှိတာပဲမဟုတ်လားမမကြီးကသူတို့ကိုအနိုင်ယူနိုင်တယ်မဟုတ်လားဆရာနောင်ကလည်းကောင်းခါလိုက်ပြီခုလက်တွေသာမမကြီးရဲ့နောက်လိုက်ဖြစ်ခန့်ယူနေတယ်ဆိုရင်မမကြီးရဲ့တပည့်တွေဖြစ်တာကြပြီဗောမိခရဲ့ခုလက်တွေကမမကြီးသူတို့ကိုအနိုင်ယူနိုင်ုံနဲ့ မမကြီးကိုသူတို့ရဲ့ဆရာဖြစ်သတ်မှတ်ကြမှာမဟုတ်ဘူးဒါတော့ဟုတ်တယ်မိခါခုလက်တွေဆိုတာကသူတို့ကိုသူတို့ပညာလန်းစုံးနေပါပြီသူတို့ကိုသိပေးနိုင်မဲ့ဆရာဆိုတာလောကမှာမရှိတော့ပါဘူးဆိုပြီးတော့ခံယူထားကြတဲ့လူတွေပဲဒါကြောင့်မလို့သူတို့ကိုလည်းလူ့ဘာသာတွေလို့ပြောကြတာပေါ့မမကြီးကအနာယူနိုင်လိုက်ပေမဲ့သူတို့စိတ်အတွင်းထဲကဂိုင်းထဲဝင်ဖို့ယုံကြည်ချက်မရှိဘူးဆိုရင်သူတို့ဟာဂိုင်းကိုအချိန်မီတစ္ဆာဖောက်ကြမှာပဲမိခါဒါဆိုရင်သူတို့ကိုလည်းအနာယူရမယ်သူတို့တွေကိုလည်းစီယုံသိမ်းသွင်းနိုင်မဲ့လူလိုတာပေါ့နော်မမကြီးဆရာတော်ကလည်းမိခါကိုလည်းညှိုးထုတ်လိုက်ပြီးတော့ ဲ့ဒါမေးမယ်မိခမိခလည်းအံ့ဩသွားပါလေကျမကဘလို့လုပ်ပြီးတော့ဖြစ်နိုင်ပါလေလေဘာပညာမှလည်းမတက်တော့သူတို့ကိုစေယုံနိုင်ဖို့ဆိုတာလွဲပါမလားဟုတ်တယ်ဆရာနောင်မိခကိုလှုပ်လို့ဖြစ်ပါမလားဆရာနောင်ကလည်းလက်ချောင်းတစ်ချောင်းကိုထောင်လိုက်ကတစ်အချက်မိခကလူသိဖြစ်တယ်နောက်ပြီးတော့ရွှေဟိတာခိုင်းကျုပ်ရဲ့မျိုးဆက်ရင်သွေးဖြစ်တယ်ဒီအချက်ကမမကြီးနဲ့မတူတဲ့အချက်ပဲမမကြီးကခိုင်းကိုထိသိမ့်ရှောက်ရှောက်တဲ့လူဆိုပေမဲ့ခိုင်းကျုပ်မဟုတ်ဘူးလေဒါနဲ့ပဲခုလက်တွေကိုတိမ့်သွေးနိုင်ပါလေလားဆရာနောင် နှစ်အချက်ခုလက်တွေကိုအနိုင်ယူနိုင်မဲ့ခုလက်တွေကကိုယ်စကားကိုလက်ခံလိုက်ပဲသူတို့ကိုအနိုင်ယူနိုင်ဖို့မောင်ဆိုင်နဲ့စိတ်တလုံးရှိရင်ရတယ်ခုလက်တွေကိုမင်းကိုယ်တိုင်တိုက်ခိုက်လို့မရဘူးမိခအဲ့ဒီအစားမင်းရဲ့လက်ဝဲလက်ရာကိုရံတော်တွေကိုတိုက်ခိုက်ခိုင်းလို့ရတယ်မင်းကကောင်းဆောင်တယောက်ရဲ့ဟိတ်ဟန်မျိုးကိုဟန်ဆောင်ထားရမယ်ဒါဆိုရင်ငါနဲ့မတိုက်ခင်ငါရဲ့ကိုရံတော်တွေနဲ့အရင်တိုက်ဆိုတဲ့ပုံစံမျိုးလားဟုတ်တယ်မိခဒါပေမဲ့သူတို့တွေကဂိုင်းကျုံနဲ့တိုက်ခိုက်ကြည့်ကျင်နေဆိုရင်ဘယ်လိုလုပ်ကြမလဲ အဲ့ဒီအခါကျရင်တော့မင်းကအလိမ်မာနဲ့ငင်းပယ်ရနေမယ်မိခါတိတ်တော့မလွဲပါဘူးဆရာနော်ဒီလိုလုပ်လို့ဖြစ်ပါမလားမိခါတခုခုဖြစ်သွားမှာဘယ်ကျမစိုးရိမ်မိတယ်ခုလက်တွေကိုမိခါကလွဲလို့စီးယုံနိုင်မယ်လို့မရှိဘူးမမကြီးဘလို့လဲမိခါမင်းစက်သက်ကြည့်နိုင်ရဲ့လားစူးစမ်းကြည့်ပါမယ်ဆရာနော်မနေ့ပြန်မနေ့ရောက်တာနဲ့မင်းတို့ထွက်ခွာဖို့ပြင်ကြပါမိခါဒီကနေဘယ်ဟုသွားရမှာလဲဟင်ဆရာနော်ဘကုမျိုးရဲ့မြောက်ဘက်ဖရာကလေးရွာအနီးမှာတမန်ကုန်းဆိုတာရှိရဲ့အဲ့ဒီမှာတမန်ကောင်တွေရှိတယ် အဲ့ဒီခါမှာတော့ဆရာကိုင်းကလည်းပြပြတလေးနဲ့တမန်းကောင်တွေကအလုံးရက်ဆက်ပြီးတော့ကြမ်းကြုတ်တယ်လို့ဆိုတယ်နော်။ကျုပ်လည်းတမန်းကောင်၃လေးကောင်နဲ့အသက်လူပြီးတော့တိုက်ခိုက်ဖူးသေးတယ်။ဒီလူတွေကလွယ်တဲ့လူတွေတော့မဟုတ်ဘူးဗျ။မောင်ဆိုင်နဲ့စိတ်တလုံးပါတာပဲ။ဒါလောက်ကတော့အသားကလေးပြီးစီးသွားမှာပါ။တမန်းကောင်တွေကကြမ်းကြုတ်တယ်ဆိုပေမဲ့သူတို့ရဲ့အတွင်းစိတ်ထဲမှာပျော့ညံ့တဲ့စိတ်တည်းရှိတယ်။သူတို့ကိုအနာယူနိုင်တဲ့လူကိုအလုံးလေးစားဥညွတ်ကြတယ်။ဒါကြောင့်မလို့သူတို့ကိုစီယုံရတာကလည်းအလွယ်ဆုံးဖြစ်လိမ့်မယ်။နားလေပါပြီဆရာနော်။မိခါ စိတ်တလုံးနဲ့မောင်ဆိုင်ပါတယ်ဆိုပေမဲ့မင်းအစားစားရရတော့တတိထားမှာဖြစ်မယ်နော်ဟုတ်ကဲ့ပါမမကြီးအစည်းအဝေးခန်းတွေမှာလူတွေထွက်ခွာသွားကြပါလေမမကြီးနဲ့ဆရာနောင်နှစ်ယောက်သာကြံခဲ့ပါတယ်မမကြီးကျုပ်တို့ကစိုးရိမ်နေရတော့ရှိတယ်ကျုပ်သားရဝတီကို ပြန်မှဖြစ်မယ်ဘာဖြစ်လို့လဲဆရာနောင်သားရဝတီမှာကျုပ်မိကြံနေခဲ့တယ်သူ့ကိုသွားပြန်ခေါ်ထားမှတော့ကကြမယ်လို့ထင်တယ်မမကြီးဒါပေမဲ့ဂိုင်းရဲ့လက်ရှိအခြေအနေကိုဆရာနောင်သိသားပဲ ဆရာတော်ပြန်သွားတဲ့အခါဒီကိုင်းကိုစီမံအုပ်ချုပ်ကြံပေးဖို့ကဘသူကလုံးမလဲဆရာတော်ကလည်းနှုတ်ဆက်သွားပါတယ်ရန်သူကဆရာတော်ရဲ့အမိကိုရန်ရှာမှာကိုဆရာတော်ကစိုးရိမ်နေရမဟုတ်လားဟုတ်တယ်မမကြီးသူတို့အမိကိုရန်ရှာတာထက်အမိကိုအတုံးချမှာကိုပဲကျွန်တော်ကစိုးရိမ်တာစိတ်ချပါဆရာတော်ခိုင်းတွေကခိုင်းဝင်မဟုတ်တဲ့လူတွေကိုမပတ်သက်ကြဘူးမဟုတ်လားရုပ်စွာအဆုံးဖရေကခိုင်းဝင်ဖြစ်နေပါစေဦးတော့ဘာမှမဆိုင်တဲ့တာသမီတွေကိုလွတ်ပြားနေတော့မတူးမထီကြဘူးမဟုတ်လားဒီတော့တိတ်ပြီးရောစိုးရိမ်နေပါနဲ့ဆရာတော် တကယ်လို့ဆေးရောင်မဖြစ်မနေသွားရမယ်ဆိုရင်လေမိခါတို့ပြန်လာတဲ့အခါသွားလို့ရပါတယ်ဆေးရောင်ကလည်းကောင်းမှုဖြင်းကြီးစွာငိတ်လိုက်ပါတယ်နောက်တစ်နေ့မနေ့ရောက်တဲ့အခါမှာတော့မိခါတို့ကလည်းမမကြီးနဲ့ခိုင်းကောင်းဆောင်တွေကိုနှုတ်ဆက်လိုက်ပါတယ်စိတ်တလုံးနဲ့မောင်းဆိုင်မင်းတို့နှစ်ယောက်ကကိုရရတော်တွေဖြစ်တဲ့အတွက်မိခါကိုအသက်နဲ့လဲပြီးတော့စောက်ရှောက်ကြရမယ်စိတ်ချပါမမကြီးကျုပ်ကမိခါကိုအသက်နဲ့လဲပြီးတော့စောက်ရှောက်ပါမယ်စိတ်တလုံးကပြောလိုက်တဲ့အခါမှာတော့အောင်မဒါဆိုငါမစောက်ရှောက်ဘူးလို့မင်းကပြောချင်တာလားမင်းကအခုမှခိုင်းနဲ့ဝင်လာတဲ့လူပဲမောင်းဆိုင် မင်းကငါဘလို့လုပ်ပြီးရုံကြည်ရမှာလဲမောင်ဆိုင်နဲ့စိတ်တလုံးတို့ရန်ဆောင်ကုန်ကြတာကြောင့်မိခါကလည်းဝေရောက် တားမြစ်လိုက်ပါတယ်ဦးကြီးစိတ်တလုံးနဲ့ကိုမောင်ဆိုင်လည်းစိတ်ကိုလျှော့ထားကြပါဘာပဲဖြစ်ဖြစ်အခုကျမတို့တွေကတလေတဲ့စီတခီးတဲ့သွားတဲ့လူတွေဖြစ်နေပြီပဲရှင်တို့ရင်ထဲမှာရှိနေတဲ့အမုန်းတရားတွေကိုမျိုးသိမ့်ထားကြစမ်းပါမိခါအဲ့လိုပြောလာတာကြောင့်ခေါင်းငိတ်လိုက်ရပြီမဲ့စိတ်တလုံးနဲ့မောင်ဆိုင်ကတော့တအုံးနဲ့တူကြည့်မရပါဘူးအဲ့ဒီအချိန်မှာပဲဒေါ်ဖွားရှင်ကလည်းမိခအနီကိုတိုးကပ်လာပြီးတော့အိတ်ရှုပ်လေးတစ်ခုကိုပေးရလိုက်ပါတယ် ဒါကပါလေဟေဖွားရှင်မဖွင့်နိုင်ပြီခါမိအကြက်တဲဆိုအချိန်ရောက်တော့မှဒီအိတ်ကလေးကိုဖွင့်ကြည့်လိုက်ဒေါ်ဖွားရှင်ကပြောတာကြောင့်မိခါကလည်းအိတ်ရှုံကလေးကိုခါးမှချီနှောင်ပြီးတော့တိတ်စီထားလိုက်ပါတယ်အဲ့ဒီနောက်မှာတော့မိခါတို့သုံးကလည်းကားလေးတစ်စီးနဲ့ထွက်ခွာသွားပါတယ်မမကြီးကမိခါတို့ကိုကြည့်နေရင်းနဲ့ဟိုနှစ်ယောက်နဲ့မိခါဘလို့များစကမ်းသွားမလဲနော်ကျမပြင်စိတ်တွေထိနေရဲ့ဆရာနော်စိတ်ချပါမမကြီးရဲ့မိခါအားလုံးကိုဖြည့်ရှင်းပေးပါလိမ့်မယ်ကျမကတော့တိတ်မထင်ဘူးနော်ဆရာနော် ဒီနို့နှစ်ယောက်ပဲချိန်ထားတတ်မလဲဆိုပြီးရင်းတွေပူနေမိတယ်။ကဲပါမမကြီးအားရင်းတွေပူနေတယ်ဆိုရင်လေရေအေးအောင်လို့ပြီးလဲရေလေတောက်လိုက်စမ်းပါ။အခုလောလောဆယ်တော့ရွှေပေလွားကစကားဝတ်တူကိုဖော်ထုတ်ကြရမယ်လေ။မမကြီးကလည်းကောင်းကြည့်လိုက်ပါလေ။ဘကိုးမျိုးကနေထွက်လိုက်တာနဲ့ရိုးပြန်များတူးတူးထောင်းထောင်းနဲ့လေကွင်းကြီးတွေကိုမျက်စိတဆုံမြင်တွေ့လိုက်ရပါတယ်။ဖခင်ကလေးရွာမှာကားလန်ကြီးနဘေးမှာမေးတင်နေရရှိနေတဲ့ရွာကလေးဖြစ်ပါတယ်။ရွာထိပ်တတိယမှာတော့ကားရက်လိုက်တဲ့အခါမှာမိခါတို့ကကားပေါ်ကဆင်းလိုက်ပါတယ်။ ရွာလေလန်ကလေးတိုက်အရှိဘက်ကိုဆက်လျှောက်လာခဲ့ပါတယ်။ရွာသားတွေကလည်းရွာထဲကိုဝင်လာတဲ့မိခါရုလူတစုကိုအထူးစားသဖြင့်ကြည့်နေကြပါတယ်။မိခါရုကလည်းရွာတွေးတဲ့နေရာမှာရက်တက်လိုက်ပြီးတော့လမ်းဘေးမှာထင်းခွဲနေတဲ့လူကြီးတယောက်ကိုဦးကြီးရှင့်တမန်ကုန်းကိုဘလို့သွားရမလဲဟင်။အဲ့ဒီလူကြီးကလည်းထိတ်လန့်သွားပြီးတော့တမန်ကုန်းကိုမင်းတို့ကဘာသွားလုပ်မလို့လဲ။ဒီလိုပါပဲရှင်။ကိစ္စလေးရှိလို့ပါ။ငါကမင်းတို့ကိုစေတနာနဲ့ပြောရတော့ဘာကိစ္စပဲရှိရှိတမန်ကုန်းကိုတော့မသွားသင့်ဘူး။ အဲ့ဒီခါမှာမောင်ဆိုင်ကလည်းရှေ့ကိုတိုးလိုက်ပြီးတော့ဟဲ့လူကြီးခမရကိုမေးနေရပဲခမရဖြေစားမှာတမန်ကုန်ကိုကျုပ်တို့သွားသေးတာမသွားသေးတာကျုပ်တို့ရဲ့ကိစ္စပဲမင်းတို့အသက်ကိုမနှမျောဘူးဆိုရင်တော့သွားပေါ့ကွာရွာလန်းအတိုင်းအရှိစူးစူးကိုသွားလိုက်ရင်တောဦးကလေးတခုကိုတွေ့ရလိမ့်မယ်အဲ့ဒါကတမန်ကုန်ပဲမိခါတို့ကလည်းလမ်းဆက်လျှောက်လာရင်နဲ့ဒီလူကြီးပြောပုံရဆိုရင်တော့တမန်ကုန်ဆိုတဲ့နေရာမှာကြောက်စရာကောင်းတာတခုခုတော့ရှိနေတယ်ထင်တယ်ဘာမှကြောက်နေပါနဲ့မိခါရာငါတယောက်လုံးပါနေတာပဲမပူစမ်းပါနဲ့ ဟဲ့ကောမင်းတယောက်ပဲပါလာလားကွာငါလည်းဒီမှာရှိနေရတယ်ကွာတော်ကြပါတော့ရှင်ရှင်တို့ရံမဖြစ်ကြပါနဲ့တော့မိခအဲ့လိုပြောလိုက်မှသာမောင်ဆိုင်တို့နှစ်ဦးကလည်းငြိမ်ကြသွားပါတယ်လမ်းညွန်လိုက်တဲ့အတိုင်းရွာရဲ့အရှိတ်ဘက်ထိတ်ကိုထွက်လာတဲ့အခါမှာတော့ရိုးချောင်းကလေးတစ်ခုစီးစင်းနေတာကိုတွေ့ရပြီးတော့ချောင်းရဲ့တစ်ဖက်ကမ်းမှာတော့တော်တန်းကလေးတစ်ခုကိုတွေ့ရပြန်ပါတယ်အဲ့ဒါတမန်ကုန်းပဲဖြစ်မယ်ထင်တယ်မိခတို့ကလည်းချောင်းကလေးကိုဖျက်ကူးလိုက်တဲ့အခါမှာတော့တမန်ကုန်းရွာလိုစိုင်းမုတ်တက်ထားတဲ့လမ်းကလေးကိုတွေ့လိုက်ပါတယ် ရွာဝင်လမ်းကလေးမှာလူနှစ်ဦးလမ်းလျှောက်ရုံတော့သာကျဲဝန်းပါတယ်။အဲ့ဒီပြင်လမ်းကလေးရဲ့နဘေးဝဲရတစ်ဖက်တစ်ချက်စီမှာတော့ခြုံပင်တစ်ပင်တွေကလည်းထူထပ်စွာပေါက်ရောက်နေပါတယ်။အဲ့ဒီတစ်ပင်တွေကလည်းလမ်းကလေးကိုအုပ်မိုးထားတာမလို့လမ်းမှာအရေးကြနေပါတယ်။လမ်းကလေးတိုင်းလမ်းလျှောက်လာခဲ့စင်မှာတော့တည်ရိပ်ဝါးရီတွေကြောင့်စိတ်ကနေအေးသွားပါတယ်။တမန်ကုန်းဆိုတဲ့နေရာကကျေးရွာလေးတစ်ခုသာဖြစ်ပါတယ်။ကျေးရွာဆိုပေမဲ့တခြားရွာတွေလိုမျိုးအင်ဂျီတွေကစီတန်းတည်ရှိနေရမဟုတ်ဘဲနဲ့တော်ဦးကြီးလိုမျိုးဖြစ်နေပါတယ်။ အင်္ဂလိပ်တွေကလည်းတစ်ပေတွေကြမှာဟိုတလုံးဒီတလုံးအစီအစဉ်တကြမရှိပဲနဲ့တိဆောက်ထားကြတာဖြစ်ပါတယ်။ကျေးရွာအတွင်းကိုဝင်လိုက်ပြီမဲ့လဲခွေးဟောင်းတန်မကြရ။ကလေးတွေအော်တန်လူတန်သူတန်မကြရပဲနဲ့တောဦးကြီးတစ်ခုလာတိတ်ဆိတ်နေပါတယ်။ရွာလယ်မှာရှိနေတဲ့လမ်းကလေးကလည်းကျင်းမြောင်းလာပြီ။တစ်ပင်ကြီးတွေကိုကွေ့ဝဲကသွာလာနေရပါတယ်။ရွာသားပြောတယ်နော်။လူတန်တွေလည်းမကြပါလားဦးကြီးစိတ်တလုံးရဲ့။ဘာပဲဖြစ်ရင်ငါတို့သတိထားရမယ်မိခါ။ဒီလိုလုပ်ပါလား။ မောင်ဆိုင်ကိုရွာတဲကိုအရင်ဝင်ခိုင်းပြီးတော့နေလောက်စနီးနာခိုင်းရင်မကောင်းဘူးလားမိခကလည်းကောင်းကြည့်လိုက်ကကဲကိုဆိုင်ရွာတဲကိုဝင်သွားပြီးတော့ရွာသူရွာသားတွေရဲ့အခြေအနေကိုတစ်ချက်လောက်တော့လေ့လာကြည့်ခဲ့စမ်းပါမောင်ဆိုင်ကလည်းကောင်းကြည့်ပြီးတော့ရွာတဲကိုဆက်ဝင်သွားပါတယ်မိခနဲ့စိတ်တလုံးတို့ကလည်းအရေးကောင်းတဲ့တစ်ပီကြီးတစ်ပီအောက်မှာထိုင်ဆောင်နေပါတယ်ကိုရတညက်ခန့်ကြာသွားတဲ့အထိမောင်ဆိုင်တယောက်ပြန်မလာခဲ့ပါဘူးစိတ်တလုံးကလည်းစိတ်မရှိတော့တာကြောင့်ဒီကောင်မောင်ဆိုင်ဘယ်ရောက်သွားတယ်လဲမသိပါဘူးကွာအခုချိန်ထိပြန်မလာဘူး ဒါဖြစ်ရင်သူတခုခုဖြစ်နေပြီထင်တယ်နော်ဦးကြီးစိတ်တလုံးဒီကောက်လို့ကြားကိုကြီးစားမကုန်တဲ့ခန္ဓာကိုယ်ကြီးကိုစိတ်ဘူးမနေစမ်းမှနေမိခါရတို့တွေသူ့နောက်ကိုလိုက်သွားကြစို့မိခါနဲ့ကြိတ်တလုံးတို့ကလည်းရွာထဲကိုဆက်ဝင်လာခဲ့ပါတယ်မကြခင်ရွာလေလမ်းမှာကြေးမြောင်းကတဖြည်းဖြည်းပြောက်ွယ်သွားပြီးတော့တောအုပ်ကြီးတခုအတွင်ဖြစ်သွားပါတယ်အဒီချိန်မှာတော့ခက်လန်းလမ်းမှာရှိနေတဲ့တစ်ပေတပေနောက်မှာလူတူဦးကထွက်လာပြီးတော့လက်ကလေးထွက်ပြေးသွားတာကိုမြင်တွေ့လိုက်ပါတယ်အဲဒီလူကိုမြင်လိုက်တဲ့အခါမှာတော့စိတ်တလုံးကလည်းလှမ်းအော်ရင်းနဲ့ ဟဲ့လူဘယ်ပြရလဲဒီဝလာခဲ့စိတ်တလုံးကလည်းအဲ့လူနောက်ကိုလှင်မြန်စွာပြေးလိုက်သွားပါတယ်မိခါကလည်းလှမ်းခေါ်ပြီးမဲ့စိတ်တလုံးကလည်းတစ်ပင်နေကြတဲ့ကိုတိုးဝင်ပြီးတော့ပြေးလွှားနေပါတယ်ဦးကြီးစိတ်တလုံးပြန်လာခဲ့မိခါကလည်းအော်ဟင်းရင်းနဲ့စိတ်တလုံးနောက်ကိုပြေးလိုက်သွားပါတယ်အတန်ကြာကိုပြေးလိုက်မိပြီးရဲ့အခါမှာတော့မိခါကလည်းစိတ်တလုံးနဲ့မျက်ခြေပြတ်သွားပါတယ်ဦးကြီးစိတ်တလုံးကိုဆိုင်မိခါကလည်းအတန်ကုန်ဟစ်ကအော်ပြီးမဲ့လည်းပြန်ထိုးတယ်မကြားရပါဘူး မိခကလည်းခြုံပင်တစ်ပင်တွေထူထပ်စွာပေါက်ရောက်နေတဲ့တောအုပ်ကြီးတစ်ခုအတွင်မှာတယောက်တည်းသွားလာနေမိပါတယ်။တနည်းအားအရောက်မှာတော့အင်္ဂလိပ်တစ်ခုကိုတွေ့ရပြန်ပါတယ်။မိခကလည်းအဲ့ဒီအင်္ဂလိပ်စီကိုဥတီလာခဲ့ပါတယ်။အင်္ဂလိပ်ဆိုပေမဲ့တစ်တို့တစ်ဆာတွေနဲ့ဖြစ်ကြတဲ့ဇန်ဆောက်လုပ်ထားတဲ့အင်္ဂလိပ်ဖြစ်ပါတယ်။အင်္ဂလိပ်ရဲ့အနီးတစ်ဝိုက်မှာတော့အမိုက်စာတွေအဝတ်စာတွေကပြန့်ကျဲနေပါတယ်။အိမ်အတွင်းကိုဝင်လိုက်တဲ့အခါမှာတော့အိမ်ထဲမှာမှောင်မိုက်နေပါတယ်။လူနေတာကိုမတွေ့ရဘဲနဲ့အဝတ်စာတွေအမိုက်တရိုက်သေးတာဖွာလန်ကျဲကပွားထနေပါတယ်။ အိမ်လို့ဆိုတာထက်ကြွက်တိုက်နေပြီးပို့ပြီးတော့တူနေပါတယ်။ဒါအပြင်အိမ်နောက်ဘက်မှာလည်းပြေးလွှားတဲ့အတန်ကိုတဝုံဝုံကြားလိုက်ရပါတယ်။မိခါကလည်းအပြင်ကိုထွက်လိုက်တဲ့အခါမှာတော့ကောင်လေးတယောက်ကမိခါရဲ့လက်ကို ပြေးဆွလိုက်ပါတယ်။အဲ့ဒီကောင်လေးကတော့အသက်၁၄နှစ်ခန့်ရှိပါတယ်။နင်နင်မတူလေနင်ကလည်းကိုလွတ်စမ်းနင်ဒီလိုရှောက်အောင်နေလို့ဘယ်ဖြစ်မလဲ။နီတီတော်တဲ့ကိုဘယ်လိုလုပ်ပြီးတော့ရောက်လာတာလဲ။ငါဒီတမန်လူသားတွေဆိုတာကိုလိုက်ရှာနေတာ။အဲ့ဒီခါမှာတော့ကောင်လေးကလည်းမိခါကိုလွတ်လိုက်ပြီ။နင်ကဘာဖြစ်လို့လိုက်ရှာနေရလဲ။ ငါရွှေဟိတာကိုင်းကပါတမန်ဆရာကြီးနဲ့တွေ့ချင်လို့ပါကောင်လေးကလည်းအနောက်ကိုခုံဆုပ်လိုက်ပါတယ်မရဘူးနေပြန်တော့ဒီတော့ထဲမှာနေတာနေတော့မလုံးကြုံဘူးဘာဖြစ်လို့များလဲဟောဟိုတစ်ပင်နာကလမ်းအတိုင်းလိုက်သွားမယ်ဆိုရင်တောင်းဝအပြေထွက်တဲ့လမ်းကိုရောက်ပါလိမ့်မယ်နေပြန်မှာတော့ဒီတဲ့ကိုထပ်မလာပါနဲ့တော့အဲ့ဒီကောင်လေးကလည်းတစ်ပင်တွေကြားမှာလှေမြစွာပြေးထွက်သွားပြီးတော့ပျောက်ကွယ်သွားပါတယ်မိခလေအဲ့ဒီကောင်လေးနောက်ကိုပြေးလာရင်တော့အတွင်းကိုပြန်ရောက်လာပါတယ် အဲ့ဒီကောင်လေးညှို့ပြခဲ့တဲ့လမ်းကိုလည်းမမှတ်မိတော့ပဲနဲ့စိတ်ထင်တဲ့အတိုင်းသာလမ်းလျှောက်နေနေတော့ဦးကြီးရဲ့အတွင်မှာမျက်စိလဲနေမိပါတယ်။အဲ့ဒီအချိန်မှာတော့ကောင်လေးကလည်းပြန်ရောက်လာပါတယ်။ဟေ့မင်းကငါဒီတော့ကြီးရဲ့ကနေထွက်သွားလို့ငါပြောနေရလေ။ငါသွားလို့မရဘူးလို့မင်းကိုပြောပြသားမဟုတ်လား။ငါသမန်းဆရာကြီးကိုတွေ့ရအောင်မေ။မင်းကတော်တော်ပြောရခက်တဲ့ကောင်မလေးပါလား။အဖိုးကမင်းကိုတွေ့ခံမှာမဟုတ်ဘူးကွ။သွားစမ်းမကွာ။ဟင်အဖိုးဆိုတော့နင်းကသမန်းဆရာကြီးရဲ့မိဖို့ဟုတ်တယ်လား။ကောင်လေးကလည်းတော့အတွင်ကိုဝင်ပြေးသွားပါတယ်။ ကောက်လေးရဲ့ခြေလမ်းတွေကလည်းအလိုလေမြန်လာပါတယ်။မိခလည်းအားကုန်သုံးကပြေးလွှားလိုက်ရင်လည်းကောက်လေးနောက်ကိုပြေးလိုက်ပါတယ်။အဲ့ဒီကောက်လေးကလည်းတမန်းဆရာကြီးရဲ့အဖိုးဆိုတဲ့အတန်းကြောင့်သူ့နောက်ကိုလိုက်သွားရင်တော့တမန်းလူသားတွေနဲ့တွေ့နိုင်မယ်လို့ယုံကြည်ထားလိုက်ပါတယ်။တနည်းအားရောက်မှာတော့ကောက်လေးကလည်းတစ်ပင်တွေရဲ့ပင်စီကိုခြေထောက်နဲ့နေကန်ပြီးတော့လွှာကနေလွှာကနေခုန်ပြေးပါတယ်။မိခလည်းအနောက်ကနေလိုက်ရင်လည်းကြိုးစားတစ်ခုကိုခြေထောက်နဲ့ခတ်မိပြီးမြေပြင်ပေါ်ကိုလဲကျသွားပါတယ်။မိခလဲကျတဲ့ရဲ့မြေပြင်ကလည်းပြော့အိတ်နေပြီးတော့ပိုက်ကူတစ်ခုဖြစ်နေတာကိုတွေ့ရပါတယ်။ ပိုက်ကိုအတွင်းမှာတော့မိခါပြုတ်ကျသွားတာနဲ့ပိုက်ကငါမိုးပေါ်ကိုတဟုန်ထိုးပြန်တက်သွားပြီးတော့လေးပေါ်မှာတွဲလျောက်ကြီးဖြစ်နေပါတယ်။မိခါကလည်းပိုက်ကိုအတွင်းမှာဖမ်းချုပ်မိလက်သားဖြစ်သွားပါတယ်။ပိုက်ကိုကြီးကလည်းတစ်ပေထိတ်ဖြားအမြင်မှာရက်တန်နေပါတယ်။ကဲပါအောင်ကဲချပါအောင်။အဲ့ဒီကောင်လေးကလည်းအနောက်ကိုပြန်ပြေးလာခဲ့ပါတယ်။မိခါကလည်းခါထောက်ရည်ကြည့်လိုက်ရင်နဲ့မင်းကိုပြန်မှားလို့ငါပြောသားပဲ။အခုတော့ကောက်ရောကွာ။ဟဲ့ဒါဒီလိုထောင်ထားတာမဟုတ်လား။ငါ့ကိုပြန်လွတ်ပေးစမ်းပါ။ငါထောင်ထားတာမဟုတ်ဘူး။ ဒါပေမဲ့မင်းကိုပြန်လွတ်ပေးစေချင်တယ်ဆိုရင်မင်းဟိုလီတောအုပ်ထဲကဒီထွက်သွားပါမယ်ဆိုတဲ့ခရီးကိုပေးရမယ်။တမန်ဆရာကြီးနဲ့တွေ့ပြီးရင်တော့ထွက်သွားမယ်လीမရဘူးလား။မရဘူးအခုထွက်သွားမှာဖြစ်မယ်။မိခါလည်းဘာမှမတက်နိုင်လို့လားကြောင်းခေါင်းညိတ်လိုက်ပါတယ်။ညီငါ့ဟိုသားဒီဘိုက်ကိုနေရာနေဖြည့်ပေးမယ်ဆိုရင်ငါဒီကနေထွက်သွားပေးမယ်ဟုတ်ပြီလား။ညီကလေးနေတီနော်။မိခါလည်းနောက်ကိစ္စနောက်မှရှင်းမယ်လို့ခရီးပေးလိုက်ကခေါင်းညိတ်လိုက်ပါတယ်။ကောင်းလေးကလည်းပိုက်ကွန်ကိုပြန်ချနိုင်မယ်နီးလန်ကိုရှာဖွေးပါတယ်။နင်တော်တော့တုံးတာပဲ။ ဟိုတစ်ပေမှာကျိုးနဲ့ချီထားတာမတွေ့ဘူးလားဟာအဲ့ဒီကျိုးနဲ့ဆိုင်းထားလို့ပိုက်ကွန်ကလေးပေါ်မှာတင့်နေရလေအဲ့ဒီကျိုးကိုဖြတ်လိုက်ပေါ့ကောင်လေးကလည်းကောင်းကွန်ညိတ်လိုက်ပြီးတော့ပိုက်ကွန်ကိုဆွဲထားတဲ့လူကျိုးကိုသွားနဲ့ကိုက်နေပါတယ်လူကျိုးကလည်းပတ်စံကြက်ပြားလုံးခန့်တုတ်ခိုင်တာကြောင့်ကောင်လေးကိုက်ဖြတ်နေပြီမဲ့ခရီးတိတ်မြောက်လာပါဘူးမိခကလည်းပိုက်ကွန်ပေါ်ကနေပြီးတော့စိတ်မရှိတော့ဘူးဓာလေးပါလေသွားယူလေဟာဒီကျိုးကိုဗစက်ကြီးနဲ့ကိုက်ဖြတ်လို့ရမလားဟဲ့ဗစက်နဲ့သာကိုက်လို့ရမယ်ဆိုရင်နေ့ကိုမကဲခိုင်းတော့ဘူးငါ့ဘာသာငါပဲဗစက်နဲ့ကိုက်ပြီးတော့ထွက်တယ် တောင်လေးရလေတွေ့ဝေသွားပြီးတော့ငါတို့မှာဓာတ်တော့မရှိဘူးဟာဒါပေမဲ့နီးလက်တစ်ခုတော့ရှိတယ်နီးရှင်လည်းသုံးပေါ်ဟာဘာတွေတွေ့ဝေနေရလဲဒါပေမဲ့ငါအဖေကအဲ့နီးလောင်မသုံးရဘူးလို့မှားထားတယ်နေတော်တော်တုံးတာပဲနေဘွားအခုဒီမှာရှိတာမှမဟုတ်တာနေသုံးလိုက်တာကို तू ကမြင်ပါတယ်လားလှုပ်စမ်းမှာဟာငါ့ကိုမြင်မြင်လေးလှုပ်ပေးစမ်းမှာကောင်လေးကလည်းကောင်းကြည့်လိုက်ကသူဝစ်စင်ထားတဲ့အင်ဂျီကိုလက်နဲ့ဆွဲပြစ်လိုက်ပါတယ်အဲ့ဒီခါမှာတော့ကောင်လေးရဲ့ရေပတ်မှလည်း တောက်ကောက်ကြီးတစ်ကောင်ရဲ့ပုံကိုဆေးမိကြောင်ထိုးထားတာကိုမြင်တွေ့လိုက်ပါတယ်။မိခါကလည်းပိုက်ကိုအတွင်းမှာရောက်နေရမှုလို့တဲတဲကွဲကွဲတော့မမြင်ရပါဘူး။ကောက်လေးကသူ့ရဲ့ဘက်မှာရှိတဲ့ဆေးမိကြောင်ကိုလက်နဲ့လေးငါးကောင်လောက်ပုတ်လိုက်တဲ့အခါမှာတော့အတန်ဆိုးကြီးနဲ့ဟစ်အော်လိုက်ပါတယ်။မကြမီပါပဲကောက်လေးရဲ့အရက်ကတဖြည်းဖြည်းရှည်ပြောလာပါတယ်။ခန္ဓာကိုယ်အပေါ်ပိုင်းကလည်းကြီးမားလာပြီးတော့ခြေလက်တွေမှာလည်းကြွက်သားကြီးတွေကအမြောင်းလိုက်ကြွားထားလာပါတယ်။လက်သေးကြီးတွေကလည်းတဖြည်းဖြည်းရှည်လျားလာကခြုံမြနေပါတယ်။ ကောင်လေးရဲ့လေကုတ်နေရာမှာတော့တထွာကရှည်လျားတဲ့လေဆံမှုကြီးတွေထွက်လာပြီးတော့ကောင်လေးမှလည်းလူသားကနေလူချေတဲ့ကြီးတစ်ကောင်အဖြစ်ကိုပြောင်းလဲသွားပါတော့တယ်။မိခလည်းကောင်လေးအဖြစ်ကိုကြောက်လန့်ကငေးကြည့်နေမိပါတယ်။တမန်လူသားတွေဆိုတာဒါဟုတ်ပြောတာလား။ကောင်လေးကလည်းပိုက်ကွန်ကိုဆွဲထားတဲ့ကြိုးကြီးကိုလက်သေးကြီးနဲ့ကုတ်ထက်လိုက်ပါတယ်။အဲ့ဒီခါမှာတော့လုံချိုးလုံးကြီးကထောင်ကနေပြတ်ထွက်သွားပြီးတော့မိခတယောက်လည်းတစ်ပေထိတ်ဖျားကြီးကနေပြုတ်ကျလာပါတယ်။အမလေးကဲပါဦး။မိခကလည်းမျက်လုံးမှိတ်ကအော်ဟစ်လိုက်ပါတယ်။ တပေထိပ်ပြအမြင့်ကနေပြုတ်ကြပြီးတော့အသက်မသေးရင်တောင် ခြေလက်အင်္ဂါတွေကျိုးပဲ့ပျက်စီးမှဖြစ်မယ်သိလိုက်ပါတယ်ဒါပေမဲ့လည်းမြေကြီးပေါ်ကိုမကြမိမှပဲမာကြောကြောအရာတစ်ခုပေါ်ပြုတ်ကြကလေပေါ်မှာရက်တက်သွားပါတယ်မိခါတယောက်ကလည်းထိုတော့မှသာမျက်လုံးကိုဖွင့်ကြည့်မိပါတယ်မိခါကိုလူချေတစ်ကြီးကပွေ့ချီထားတာကိုတွေ့ရပါတယ်လူချေတစ်ကြီးကလည်းမိခါကိုစိုက်ကြည့်ရင်းနဲ့မင်းကကဲခဲ့ပြီနော်မင်းရဲ့ခရီးကိုမင်းတီးပြီတော့မိခါလည်းနှာခေါင်းရှုပ်လိုက်ရင်းနဲ့ဖြည်းဖြည်းပြောလေရပါတယ်ဟာနေ့ရဲ့ပါဇက်ကြီးကနန်စောနေရပါပဲ။ လူချင်းတဲကြီးကလည်းမိခါကိုမြေပေါ်မှာချပေးလိုက်ပြီးတော့ပိုက်ကိုနေကိုဖျက်ဆုပ်ပလိုက်ပါတယ်။ငါ့ကိုကဲခဲ့တဲ့အတွက်နင့်ကိုကျေးဇူးတင်ပါတယ်။နင့်နာမည်ကဘလို့ခေါ်တလဲ။ငါ့နာမည်ကတီဟာပါ။ကောင်လေးကလည်းတဖြည်းဖြည်းနဲ့လူအဖြစ်ကိုပြောင်းသွားပါတယ်။ဒါပေမဲ့လည်းခါဝုခါစားရေးစုပ်ပြဲသွားတာမလို့ကိုလုံးတီးတဲ့ဖြစ်နေပါတယ်။မိခါကလည်းရှောက်ရွသွားပြီးတော့တစ်ဖက်ကိုလှည့်ထားလိုက်ပါတယ်။ဟဲ့ဘလို့လုံးလိုက်တာလဲ။မိုးလေးနေတဲ့အချိန်မှာတမန်ဆွမ်းအင်ဒီကိုထုတ်မသုံးရဘူးလို့အဖိုးကမှားထားတယ်ဟ။အခုတော့နင့်ကိုကယ်ဖို့အတွက်ငါထုတ်သုံးလိုက်ရပြီ။ ဒါကြောင့်နေတို့အိမ်မှာအဝိစာတွေစုပ်ပြဲနေရကိုဟာငါသဘောပေါက်ပြီအေးလာဒီဘက်ကိုလှည့်လိုက်တော့ဟဲ့နီကိုတော့လုံးကြီးနဲ့မဟုတ်ဘူးလားငါဘယ်လိုလုပ်ပြီးတော့လှည့်ရမှာလဲကောင်းလေးကလည်းတက်ပြင်းချလိုက်ကလှည့်လို့ရပါပြီလို့ဆိုနေမှပဲဟာဒါတော့နေပြောစရာမလိုပါဘူးငါလည်းရှက်တက်တာပဲမိခကလည်းတစ်ဖက်ကိုလှည့်လိုက်တဲ့အခါမှာတော့ကောင်းလေးကပစိုးဝိုက်တစ်ခုကိုခါမှပတ်ထားပါတယ်မိခကလည်းကောင်းလေးကိုမြင်တဲ့အခါမှာတော့ရင်လိုက်ဖို့သွားပါတယ်ကောင်းလေးမှအရွယ်နဲ့မလိုက်အောင်ပြီးတာမှာထွားချိန်လာပါတယ် မောင်ဆိုင်ကဲ့သို့ထွားကြိုက်သူမဟုတ်ပေမဲ့လည်းကြည်ကြည်လေးလေးနဲ့တမ်းမာသူတူဖြစ်ပါလေညင်းကိုပြန်ခိုင်းနေရင်တော်ရဲမျက်စိလဲနေဦးမယ်ဒီတခါတော့ငါကိုယ်တိုင်ပဲလိုက်ဖို့မယ်အဲ့ဒီအချိန်မှာပဲတော်ဦးအတွင်ကနေတဝီဝီပြန်တန်းလာတဲ့အတန်ကြီးတွေကိုကြားလိုက်ပါတယ်မိခါလေအတန်တွေကိုထူးဆန်းစွာနဲ့ကြည့်နေပေမဲ့ကောင်လေးကအလိုထိတ်လန့်အံ့ဩသွားပါတယ်ပြေတော့မင်းမမြတ်ပြေတော့သူတို့တွေလာကြပြီဟင်ဘသူတွေလာကြတာလဲမုတ်ဆိုးတွေမုတ်ဆိုးတွေလာပြီမိခါလေထွက်ပြေးမဲ့ဟန်ပြင်လိုက်စင်မှာပဲ လေထဲကနေနှိုးချိုးကြီးတစ်ခွေကလင်းများစွာပြန်တန်းလာပါတယ်။ကောက်လေးကလည်းမိခေါကိုတိုးထုတ်လိုက်တာကြောင့်နှိုးချိုးခွေကြီးကမိခေါကိုမထိပဲနဲ့ကောင်းပေါ်ကနေဖြတ်တန်းသွားပါတယ်။နောက်ထပ်နှိုးချိုးခွေတွေကလည်းထပ်မံပြန်တန်းလာပြီးတော့ကောင်လေးကိုထိမှန်သွားပါတယ်။နှိုးချိုးခွေကြီးတွေနဲ့ထိမှန်တဲ့အခါမှာတော့နှိုးချိုးတွေကတကိုယ်လုံးကိုရစ်ပတ်ချီနှောင်လိုက်ပါတယ်။ပြေးတော့မပြေးတော့မိခါရဲ့အနောက်ကိုလှည့်ပေးလိုက်တဲ့အချိန်မှာပဲနှိုးချိုးခွေကြီးတစ်ခွေကမိခါရဲ့ပေါင်ကိုထိသွားပြီးတော့ပေါင်နှစ်ဖက်ကိုကျိုးနဲ့ခတ်တင်းတင်းချီနှောင်လိုက်တဲ့နဲ့ ခြေတုံးမိပြီးသားဖြစ်သွားပြီးတော့မြေပြင်ပေါ်ကိုဟတ်ထိုးလဲကျသွားပါတယ်။အဲ့ဒီအချိန်မှာပဲတောဟုတ်အတွင်မှာရည်တန်ကြီးတွေထပ်ပေါ်လာခဲ့ပါတယ်။ဒီနေ့တော့ငါတို့ကန်ကောင်းတာပဲဟဲ့။နှစ်ကောင်တော့ဖမ်းပြီးတကွ။လန်တန်ရှည်ကြီးတွေကိုကင်ဆောင်ထားတဲ့လူထွားကြီးတွေကလည်းမိခါတို့အနီကိုရောက်လာပါတယ်။အဲ့ဒီလူကြီးတွေကအကောင်လေးရဲ့ရင်ဘက်ကိုကြည့်လိုက်ရင်နဲ့အကိုကြီးဒီတခါတော့အကောင်ကြီးမိတာပဲဗျ။ဒီကောင်ကချင်သေးဗျချင်သေး။တဲ့နေလူကြီးတူကလည်းမိခါကိုလှန်နဲ့ထောက်လိုက်ပြီးတော့လှန်သွားထက်ထက်နဲ့မိခါဝှက်စင်ထားတဲ့အင်ကြီးရေဘက်ကိုဆွဲဖွင့်လိုက်ပါတယ်။ အကိုကြီးဒီကလေးမကတော့ဘာကောင်းမှမဟုတ်ပါလားတမန်တော်ထဲမှာတွေ့မှတော့လေသူကလည်းတမန်ကောင်ပဲဖြစ်မှာပေါ့ကွာဖမ်းတာဖမ်းလာခဲ့စမ်းမှာကွာ तू ကဘာကောင်းမှမဟုတ်လို့ဝယ်လက်ကမကြိုက်ဘူးဆိုရင်ဘယ်လိုလုပ်မလဲအကိုကြီးကမင်းကလည်းကွာဒါဆိုရင်လည်းကြုံကုန်ကူးနေတဲ့လူတွေစီကိုရောင်းပိတ်လိုက်တာပေါ့ကွာဘယ်အရာကမှအလဟတ်တမဖြစ်ပါဘူးကွာမုတ်ဆိုးဆိုတဲ့လူတွေကလည်းမိခါတို့ကိုကြိုးတွေနဲ့ထပ်မံတုံ့နှောင်းလိုက်ပြီးတော့လှန်ရိုးတွေမှာထိုးပြီးတားကောင်တွေတဲဆောင်တယ်လို့မျိုးအရှိကတယောက်အနောက်ကတယောက်ထမ်းပို့ပြီးတော့တဲဆောင်လာခဲ့ပါတယ် ကောက်လေးမာလေးအားကုန်ရုံးကန်နေရမှလို့ဟဲ့ကောင်လေးရုံးမနေနဲ့တော့ငါတို့လက်ထဲကိုရောက်တဲ့တမန်းကောင်ဟာပြန်လို့ယူထုံးစံမရှိဘူးကွမိခကလည်းတောဟုတ်အတွင်ကိုတဲဆောင်သွားခံရတဲ့အချိန်မှာတော့စိတ်တလုံးနဲ့မောင်စားရဲ့နာမည်ကိုသာဟိအော်နေမိပါတယ်အဲ့ဒီခါမှာတော့အကူကြီးဆိုတဲ့မုံဆိုးကြီးကလည်းအနာကိုတိုးကပ်လာပါတယ်အဲ့ဒီမုံဆိုးကလည်းမောင်စားထက်ပြီးထွားကြိုင်လာပြီးတော့မျက်နှာမှာလည်းလက်သေးကုတ်ချီရာကြီးတစ်ခုကကန့်လက်ပြက်သုံးချောင်းစင်းကြီးတည်ရှိနေပါတယ်လက်သေးနဲ့ကုတ်မှုရဲ့မျက်လုံးတစ်ဖက်ကလည်းပြက်စီးနေရကိုတွေ့ရပါတယ် ဟက်ကလေးမစိတ်တလုံးတွေစိတ်နှလုံးတွေအော်မနေနဲ့မင်းထက်အော်မယ်ဆိုရင်မင်းရဲ့ရှာကိုဖျက်ပြရလိမ့်မယ်ရှာမပါတဲ့မင်းကလေးတွေကိုကျွန်ဈေးကွက်မှာပို့ပြီးတော့ဈေးကောင်းနေဆိုတာမင်းသိတယ်မဟုတ်လားမိခါကလည်းဘာမှမပြောရတော့ဘဲနဲ့အဲ့ဒီလူတွေရဲ့ဖမ်းချုပ်ရနောက်ကိုလိုက်ပါလာခဲ့ပါတယ်အဲ့ဒီလူတွေကလည်းဝင်ကဘာတပွဲဖြစ်နေတဲ့တောအုပ်ကြီးအတွင်းကနေတနေရာကိုဦးတီကသွာလာနေကြပါတယ်ပြည်သက်တွေအခုနားဆင်ကြရတဲ့ဇလန်လေးကတော့စာရေးသူအခါစော်ရေးသားထားတဲ့ အာဝိဇာတော်တောင်ဇလန်ဒီရဲ့အခန်းဆက်ပဲဖြစ်ပါတယ်နောက်ထပ်လည်းကျမတို့ channel တွေကနေအာဝိဇာတော်တောင်ဇလန်ဒီရဲ့အခန်းဆက်တွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်တာမို့စောင့်မျှော်အားပေးကြပါအောင်ရှင်နာတော်တာဆင်ပြေခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဇလန်လေးကိုတော့ကျမပပကတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်